်အင်္ဂလိပ်ရဲ့ပမာဏဟိုပြင်းထန်မှုဟာဟိုနိဒတ်တုံတူတွေမြင်တောင်ပြောရလို့ရှင်ဟီရိုရှိမားကိုကျေခဲ့တဲ့နျူကလ িয়ার ဘုံအလုံးတစ်ထောင်လောက်နဲ့ညီမျှတဲ့စိုက်ရင်ကိုထုတ်လိုက်တာဆိုတော့ကျတော့တုံတောင်ဘယ်သူမှမခံနိုင်တဲ့အခြေအနေမျိုးဖြစ်သွားကြအောင်လဲအောင်လဲပြည်သူ့ကြုံမှုများတာလို့ပြောလို့ရပါတယ်နောက်တစ်ချက်ကတော့လူဦးရေပေါ့နော်ဒီစကိုင်းပေါ်ကတကယ်နဲ့ဟိုမြန်မာနိုင်ငံမှာငလင်ကြီးတွေလွတ်ခဲ့တဲ့တခြားဒေသတွေနဲ့ရှင်းကြည့်ရင်ဒီနေရာက လူကြီးအများဆုံးမျိုးကြီးတွေဖြတ်သွားတယ်ပေါ့နော်ရန်ကုန်ကိုကနေစပြီးတော့မှဒီတောင်ကုန်ပြည်မနာနေပြည်တော်ပေါ့နော်နောက်အခုမန္တလေးစကိုင်းအပါဝင်နောက်မြောက်ဘက်မှာဆိုရင်လည်းကြီးနာနာအထိဖြတ်သွားတာဆိုတော့ဒီတစ်ချောက်မှာလှုပ်ခဲ့တိုင်းလှုပ်တဲ့ငလင်တိုင်းကပျက်စီးဆုံးရုံးဒီပြောက်များတာတော့ပုံမှန်လည်းဖြစ်နေတယ်အခုအချိန်ကျတော့ဒါအကြီးဆုံးအပိုင်းပေါ့နော်အကြီးဆုံးအစ်စ်ပိုင်းကလှုပ်တာလည်းဖြစ်တယ်ပေါ့ကီလိုမီတာ200လောက်ကရုတ်တရက်ရွေးပြသွားတဲ့အခါမှာတို့တွေအခုတိုင်းတာလို့ရသမျှတော့မှာ ဟို3မီတာ4မီတာလောက်ထိကျွေးသွားတာတွေတွေ့ရတဲ့အခါကျတော့ဒီလိုမျိုးအသေးပြောက်ပစ္စည်းများတယ်ဆိုတာလည်းတဘာဝလည်းကြားပါတယ်